ဟုတ်ကဲ့ပါဆရာဆိုတော့အာဒီလိုမျိုးဆရာပြောခဲ့တဲ့လိုမျိုးပေါ့နော်ဘာသာရေးအခြေအနေတွေနောက်တစ်ခုကနိုင်ငံရေးဆေးရေးအခြေအနေတွေကြောင့်မလို့အကဘာရရမှာခိုလုံနေကြတဲ့ refugee တွေအများအပြားရှိကြတယ်။အမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံကနေဒုက္ခသည်အနေနဲ့ထွက်ပြေးခိုလုံနေကြရတဲ့ဒုက္ခသည်တွေရှိရပေါ့နော်။ဆိုတော့သူတို့တွေရဲ့နေရပြန်ရေးအခြေအနေကရောဘယ်လိုတွေရှိလဲပေါ့နော်။အနေရပြန်နိုင်ရေးအတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုးအချက်လက်တွေအခြေအနေတွေလိုအပ်လဲပေါ့။ဒါလည်းသိချင်ပါတယ်ရှင်။ အဓိကတော့အဲ့ဒီနိုင်ငံအစိုးရအစိုးရ policy မူဝါဒအပြောင်းအလဲတွေပေါ်မှာမူတည်ပြီးတော့သူတို့ဟာတရားဝင်အာပြန်ခွင့်ပြန်ပြီးနေထိုင်ခွင့်အဲ့လိုမျိုးတွေရှိပါတယ်အခုမြန်မာနိုင်ငံအနေထားနဲ့ဆိုရင်တော့ဒါ refugee တွေကတော့တိုင်းတာတခုဒီဒီကျွန်တော်တို့ဒီအစိုးရအပြောင်းလဲအစိုးရမူဝါဒအပြောင်းအလဲတရရက်ကိုတော့ကျွန်တော်တို့ဟာစောင့်ကြရအောင်ပါပါမြန်မာနိုင်ငံက refugee တွေ အနေနဲ့မြန်မာလိုဟိုတခြားနိုင်ငံတွေကရဖူဂျီတွေလည်းအဲ့လိုပဲရှိတာအများကြီးပေါ့လေ။ဒါသူတို့နိုင်ငံအစိုးရအတီးတီးရဲ့အာအစိုးရအပြောင်းအလဲမူဝါဒ policy အပြောင်းအလဲတွေအပေါ်မှာမူတည်ပြီးတော့တယ်ပြန်ရမှာပါ။အဲ့လိုပြန်ကုနေရတဲ့တာကိုအဲ့လိုကုဒေတာရဲ့ကုတိုင်းပြည်ရဲ့အစိုးရပြောင်းလဲမူဝါဒအပြောင်းအလဲကြောင့်ပြန်လို့ရတာတမျိုးရှိတယ်။နောက်တစ်မျိုးကတော့သက်ဆိုင်ရာရောက်လာတဲ့နိုင်ငံက ခုနကလို့ဒီကျွန်တော်ပြောရဲဂျနီဗာကွန်ဗင်းရှင်းရဲ့အဲသဘောတူညီမှုရလဒ်အဖြစ်တဆင့်ရနိုင်ငံအတီးတီးကခိုလွန်တဲ့နိုင်ငံအတီးတီးကနေခိုလွန်ခွင့်ပေးထားတဲ့နိုင်ငံအတီးတီးအစိုးရအတီးတီးကနေဖုတ်ပေးတဲ့ဒီ traveling document ပေါ့ဒီခရီးသွားလာခွင့်လက်မှတ် refugee အဲခရီးသွားလာခွင့်လက်မှတ်ဒီ American မှာဆိုရင် green card အဲ traveling document ပေါ့အဲအဲ့လိုမျိုးတွေနဲ့ သို့မဟုတ်အဲ့ဒီတက်ဆန်ရနိုင်ငံမှာနိုင်ငံသားဖြစ်သွားပြီးတော့အဲ့ဒီတက်ဆန်ရနိုင်ငံရဲ့ passport နဲ့အတူကိုယ်နိုင်ငံကိုကိုမွေးခဲ့တဲ့ကြီးပြင်းခဲ့တဲ့ကိုယ်နိုင်ငံကိုကိုပြန်ပြီးတော့ tourist အဖြစ်နဲ့ပြန်ရတာမျိုးပေါ့အာကိုယ်နိုင်ငံကနိုင်ငံသားဖြစ်သွားတယ်ကိုမွေးမွေးဖွားကြီးပြင်းခဲ့တဲ့နိုင်ငံကနိုင်ငံသားဖြစ်သွားပြီးတော့ကိုကလက်ရှိဒီကခေလွန်ခွင့်ပေးထားတဲ့နိုင်ငံမှာနိုင်ငံ သားဖြစ်သွားတာကိုဆိုတော့ဒီကနိုင်ငံသားအဖြစ်နဲ့ဥပမာ American ဆိုလို့ American နိုင်ငံသားအဖြစ်နဲ့ဟိုကိုကိုရရရောပြန်ရတာမျိုးအဲ့လိုမျိုးအဲ့လိုမျိုးနှစ်မျိုးနဲ့ပြန်ပြန်ကြရတယ်အပြန်ဖြစ်ကြတယ်လို့ပဲအကြံပြင်းအဲ့ဒီနီးနှစ်နီးရှိတယ်လို့ပဲပြောရမှာပါဟုတ်ကဲ့နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ကတော့ကိုယ်နိုင်ငံကိုယ်ဒေသက စွန့်ခွာပြီးတော့မှအာတခြားနိုင်ငံရဲ့ချားမှာ refugee အနေနဲ့ပေါ့နော်ဒုက္ခသည်အနေနဲ့ခိုးလုံနေတဲ့လူတွေအထဲမှာရောအာအောင်မြင်တဲ့လူတွေအာချူးချွန်ထမြက်တဲ့လူတွေရှိလားပေါ့နော်ဒါလေးလည်းသိချင်ပါတယ်ရှင်အာရှိတယ်အများကြီးပါပဲအများကြီးပါပဲဒီအာသင်တာမြင်တာအဲဥစ္စာတွေကိုပြောမယ်ဆိုလို့ရှိရင်ဒီဒီ1990မှာ အယ်ဘေးနီးယားကနေဖက်ဖက်ပြေးလာတဲ့အယ်ဘေးနီးယားကနေဩစတြီးယားနိုင်ငံဩစတြီးယားဆိုတာဥမာဒီဥရောပကဩစတြီးယားပေါ့နော်ဒီဂျာမနီနားကအဲ့ဒီဩစတြီးယားနိုင်ငံမှာအယ်ဘေးနီးယားကနေဩစတြီးယားနိုင်ငံကိုလာပြီးတော့ခိုလုံတဲ့အာဒီ refugee အဖြစ်နဲ့အဲထွက်ပြေးခိုလုံလာတဲ့ဒီဆာမီယာမန်နေဆိုတာဒီဆာမီယာမန်နေဆာမီယာမန်နေဆိုလို့ရှိရင် အဲ့ဒီမှာထွက်ပြေးလာပြီးဒီ BNN University of Vienna ဒီ Austria နိုင်ငံ Vienna တက္ကသိုလ်မှာပဲသူစတင်တယ်အဲ့ဒီကနေနောက်ဆုံးဘယ်လောက်ထိသူဟာဒီ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 အိမ်အိုးအိမ်ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်တယ်ပြီးအယောင်းအဝယ်လုပ်ငန်းတွေလုပ်တယ်စပြီးတော့အဲနောက်ပိုင်းမှာဒီ radio တွေ television တွေအဖြစ်အပျက်သူထွက်လာတဲ့အဲ့ဒီ Albania Albania နိုင်ငံတဲကိုပဲပြန်သွင်းတာဒီပါအဲ့ဒီ ြီးရင်နောက်တခြားနိုင်ငံတွေကိုပေါ့အစတုန်းကတော့ Albania ကိုပြန်သွင်းလာတူပါတယ်သူထွက်လာတုန်းကတဲ့ဒီကျွန်တော်တွေ့ရဲ့ interview တစ်ခုမှကျွန်တော်ကြည့်ဘူးတဲ့သူထွက်လာတဲ့အချိန်တုန်းကအိမ်ပေါင်းအင်ချီပေါင်း100လောက်မှမှ radio တစ်လုံး TV တစ်လုံးလောက်ရှိတဲ့အနေအထားပေါ့လေဒါကျွန်တော်တို့ငယ်ငယ်တုန်းကရခိုင်ပြည်နယ်နေမှာပေါ့အာဆိုတော့အဲ့လိုအနေအထားမှာသူအဲ့ဒီမှာလူတွေပေါ်ပေါ်များများဒီဒီမီဒီယာကိုပေါ်ပေါ်များများသုံးဆွဲပြီးတော့မီဒီယာ ကဘကဘကြီးနဲ့အဆက်အသွယ်ရစေခြင်းတဲ့အနေအထားနဲ့အဲ့ဒီမှာဒီရေဒီယိုတွေတယ်လီ TV တွေကိုလှင့်ပြီးတော့အယ်လ်ဘေးနီးယားတွေကိုသွင်းတဲ့လုပ်ငန်းနောက်ပိုင်းတခြားနိုင်ငံတွေကိုလည်းအဲ့ဒီမီဒီယာစက်ကရီယာတွေသွင်းတဲ့လုပ်ငန်းအဲ့လိုမျိုးလုပ်ငန်းတွေမျိုးမျိုးလုပ်ပြီးတော့သူဟာဘလောက်ထိ refugee အဖြစ်နဲ့ထွက်လာ refugee အဖြစ်နဲ့ထွက်လာပြီးဗီယက်နမ်တက္ကသိုလ်မှာစာသင်တယ်ကျောင်းသားလေးကျောင်းသားတယောက်အဖြစ်နဲ့အဲ့လိုနဲ့နောက်ဆုံးဘလောက်ထိဖြစ်သွားလဲဆိုတော့အခုအချိန်ဆိုလို့ရှိရင်သူဟာအဲ့ဒီသူထွက်လာတဲ့ Albania မှာ အယ်ဘေးနီးယားနိုင်ငံသားတွေထဲမှာပထမဦးဆုံးဘီလီယံနာဖြစ်လာတယ်။အမေရိကန်ဒေါ်လာတန်းကိုထောင်နဲ့ရှိပြီးချမ်းသာတဲ့ဘီလီယံနာဖြစ်လာတယ်။ဒါရဖြူကြီးပဲဆိုလိုတာ။ဒီတခြားဒီဒီဒီအမေရိကန်မှာလည်းဥမာဒီဖတ်တဲမာတို့အေဒီဒီပါလက်စတိုင်းကဝင်လာတာတခြားတခြားကဝင်လာပြီးတော့ဒီမှာမီလီယံနာဖြစ်သွားတဲ့လူတွေအများကြီးပါ။အမေရိကန်မှာဆိုရင်အများကြီးပဲ။ဒီဒီဒီမီလီယံနာကျွန်တော်တိတိလောက် ဒီရခိုင်တွေထမ်းမတောင်မှအဲဒီကို refugee နဲ့လာပြီးတော့ဒီပြောမယ်ဆိုလို့ရှိရင်တချို့လဲဟိုတင်းတင်းပေါ်ပေါ်မလုတ်ဘူးပေါ့ဗျာဟိုစရင်တဲမှာဟိုတင်းတင်းပေါ်ပေါ်သူကဒီသူမီလီယနာဖြစ်နေတာကိုလူသိမခံကျင်တဲ့အဲအဲ့လိုအဲ့လိုဟိုဥစ္စာတွေလည်းရှိတယ်မီလီယနာရပုံးသီးမီလီယနာတွေရခိုင်တွေထဲမှာတော့ရှိရဗျသူကအာကျွန်တော် အဲ့တို့ရဲ့အနေအထားယက်တီမှုအနေအထားကြောင့်ကျွန်တော်ဒီမှာဖွင့်မပြောကောင်းလို့မပြောဖြစ်ဘူးအဲဒါမပြောဖြစ်တာပေါ့နော်ဒါမြန်မာနိုင်ငံသားတွေတဲမှာလည်းဒါအဲ့လိုမီလီယံနာတွေအမေရိကန်ဒေါ်လာကိုတန်းကိုနှစ်ရှိပြီးချမ်းသာရတဲ့ဒီ refugee နဲ့ဝင်ရလာပြီးတော့ဒီမှာအောင်မြင်နေတဲ့လူတွေအများကြီးပါနောက်တစ်ခါဒီအမေရိကန်ဟိုးစာတွေတဲမှာကြည့်မယ်ဆိုလို့ရှိရင်ဒီဟိုးစာပေါ့ဒီ Albert Einstein တို့အဲနောက်တစ်ခါဒီ Henry Kissinger တို့ နောက်တစ်ခါဒီ Madeleine Albright တို့အမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးတဲ့သမဏ Nixon Richard Nixon လက်ထက်မှာနိုင်ငံသားရဲ့ဝင်ကြီးလုပ်သွားတဲ့ဒီ Henry Kissinger နောက်တစ်ခါဒီသမဏ Bill Clinton လက်ထက်မှာအမေရိကန်ရဲ့ပထမဦးဆုံးအမျိုးသမီးနိုင်ငံသားရဲ့ဝင်ကြီးလုပ်သွားတဲ့ Madeleine Albright တို့အဲ့ဒါ refugee တွေပဲဒါအဲ့လိုနိုင်ငံရေးဘိုင်းမှာရောအမှုပညာဘိုင်းမှာရောဟိုစီးပွားရေးဘိုင်းမှာရောအဲ့လိုအောင်မြင်တဲ့နိုင်ငံရဲ့ချောက်ကိုထွက်လာပြီးခိုလုံပြီးမှအောင်မြင်တော့တဲ့အဲ့လိုလူတွေ အဦးရကြီးပါ refugee တမိုင်းမြေထဲမှာဒါဒါကျွန်တော်တို့အားလုံးအားမငယ်ဘူးငငယ်ရချားမို့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်ရောက်လာတည်တယ်အားလုံးကိုအားမငယ်ဘူးဟိုအပိစကားပြောရင်လည်းအာဒီဟာကိုကျွန်တော်ဖြေကြားပြရစေဟုတ်ကဲ့ဆရာခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် ဒီတစ်ပတ်နိုင်ငံတကာရေးရာကဏ္ဍကနေကမ္ဘာဒုက္ခသည်များနည်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ဆက်ပေးခဲ့တာပါဒီအစီအစဉ်ကိုလာဆင်ပထမဘက်နဲ့တတိယဘက် အင်္ဂါနေ့မနက်9:00နာရီမှာထုတ်လွှင့်တင်ဆက်နေတာဖြစ်ပါတယ်စောင့်မျှော်ကြည့်ရှုပေးခဲ့ကြတဲ့နိုရင်စရာပရိသတ်များကျမ်းမာရှင်လန်းကြပါစေရှင်